ညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ GTA San Andreas Mission နဲ့ဆော့လာတာအခုဆိုရင်တော့နောက်ဆုံးအပိုင်း Final Part ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ဒီအပိုင်းမှာတော့ CJ တို့ Grocery Family တိုင်နဲ့ MacDo အပေါင်းနဲ့ The True ဆိုတဲ့ဘိုးတော် Hero က MacTo ရဲ့ mansion မှာ TV ကနေတက်ဆင် Officer Tiffany ရဲ့တင်းကိုကြည့်နေပါတယ်။အစကတော့ Officer Tiffany ဖမ်းခံလိုက်ရပြီဆိုပြီးပုံစံနဲ့တင်းလွှတ်သွားပြီးတော့နောက်ပိုင်းမှာကျတော့ Tiffany ကိုတက်တိမ်မလုံလောက်မှုမခိုင်မာမှုနဲ့ပြန်လွှတ်ပေးလိုက်ပြီဆိုပြီးလွှတ်သွားပါတယ်။အဲဒီအတွက် CJ တို့လည်းဒီကိစ္စကိုတော့ငါတို့ကိုယ်တိုင်ကင်တွင်မှာရတော့မယ်ဆိုပြီးတော့ Grocery Hall ကိုအကုန်လုံးပြန်ကြပါတယ်။ဒီကတော့ဒီပြန်လိုက်တာနဲ့ဒီ mission ပြီးတော့ပါတယ်။ ပြန်ရောက်ပြီးမှကြာခင်မှာပဲစီချေကိုသူကရောက်ဖက်ပြတဲ့စီတီကနေပြီးတော့လာတွေ့ပြီးတော့အရင်တော့အကူညီခဲ့တာအတွက်အခုသူ့ကိုပြန်ကူညီဖို့အတွက်အကူညီတောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူလည်းဒီမြို့ကထွက်သွားတဲ့အချိန်မှာသူ့ရဲ့နယ်မြေကိုဘာကုစကန်အကောင်ကြီးတိမ့်ပိုက်ထားတာဖြစ်တယ်ပြီးဒီနယ်ကိုပြန်လည်တိမ့်ပိုက်ဖို့သူအင်အားလိုနေတာဖြစ်တဲ့စီချေအကူညီတောင်းတာပဲဖြစ်ပါတယ်။စီရလည်းမင်းတငယ်ချင်းတွေပေါ်မှာရှိရအကျွေးကိုမင်းပြန်ဆပ်ရမယ်ဆိုပြီးစီချေကိုတိုက်တွန်းတာဖြစ်တဲ့အတွက် CV နဲ့အတူတူသူ့ရဲ့နယ်မြေကိုပြန်တိမ့်ပိုက်တော့သွားကူညီရမယ်မရှင်ပဲဖြစ်ပါတယ်။ အရင်ဦးဆောင် CV နဲ့ CJ တို့2ယောက်က CV ရဲ့ခံမှန်ပါ3ယောက်လောက်နဲ့ CJ ရဲ့ခံ3ယောက်လောက်နဲ့အတူတူဒီနေမီရဲ့ကိုထွက်သွားပြီးတော့ CJ ရရှိအောင်ဦးဆောင်ပြီးအကုန်လုံးပစ်ချပြီးရှင်းနေပေါ့ဗျာရှင်းပြီးဒီနေမီတစ်ခုပြီးတော့နောက်ထပ်ဟိုဘက်လမ်းနောက်ထပ်နေမီတစ်ခုကိုပါသွားပြီးရှင်းပြီးတိမ့်ပိုက်ပြီး CV ရဲ့လက်ထဲကိုပြန်အပ်ပြီးရဲ့နောက်မှာတော့ဒီမရှင်ပြီးသွားပါတယ် ဒီအခန့်တော်တော်လေးပြည့်ယူလိုက်ရပါတယ်ခက်တာမဟုတ်ပဲနဲ့ Vasco scan ကကောင်းတယ်တော်တော်များတာဖြစ်တဲ့အချိန်ကြီးပြည့်ရတဲ့ mission ပဲဖြစ်ပါတယ်ဒါပြီးနောက်မှာတော့ဒီ GTA San Andreas နောက်ဆုံးအားရဆုံး mission ကိုစော့ဖို့ CJ က Bismuth နဲ့ Tiffany ကိုရှာတွေ့ဖို့အတွက်ဒီမြို့ထဲမှာနေမျိုးတွေတိမ့်ပိုက်ထားအောင်မှာဖြစ်ပါတယ်တိမ့်ပိုက်ပြီးအချိန်တစ်ခုရောက်မှာမှာ C ကနေ CJ ကိုဖုန်းဆက်လာတယ်ဟေ့အောင်ငါတို့ Bismuth ဘယ်နာမှာပုံနေလဲဆိုတော့သတင်းတိကျရပြီဆိုရင်ညီကိုနှစ်ယောက်ထွက်သွားပါတယ် ်တစ္ဆဘောက်ဘစ်မော့က CJ သူ့အတွက်လာတော့မယ်ဆိုတော့တိမြာဖြစ်တဲ့အတွက်အဆောက်အပေါ်ဆုံးတက်မှနေပြီးတော့အောက်မှာလည်းတထက်ချင်းစီမှာဘောလက်စကန်အကောင်ကအကုန်လုံးကာဘာယူပေးတာဖြစ်ပါတယ်ပြီးတော့ဒီအဆောက်အုံနဲ့ဝင်ဖို့အတွက်လည်းဝင်ပေါက်ကမှရှိနေတာဖြစ်တဲ့အတွက် CJ ကရဲတွေနဲ့ဘောလက်စကန်အကောင်ကိုရန်ဖြစ်နေတဲ့ကြားနဲ့တင်ကောက်ကိုသွားယူပြီးတော့အဲ့ဒီတင်ကောက်နဲ့ဒီအဆောက်အုံဝင်တိုက်ပြီးတော့အပေါ်ဆုံးတက်ကိုရောက်အောင်တက်ရမယ်မရှင်ပဲဖြစ်ပါတယ် ဘေ့စ်ဘောကသူ့အလှည့်ကြတော်တော်ကြောက်တွတ်တဲ့ကောင်းလေးဖြစ်ပါတယ်အဆောက်ကအားလုံးပေါင်း၃ထက်ရှိပြောတစ်ထက်ချင်းစီမှာလေဂမ်းမမဝင်နေအပြည့်ဖြစ်နေတာဖြစ်တဲ့အတွက် CJ အကုန်လုံးကိုတယောက်တည်းရှင်းရတယ်တစ်ဆင်သမီးတစ်ဆင်တက်သွားပြီးတော့နောက်ဆုံးဘေ့စ်ဘောရှိတဲ့အခန်းလေးကိုရောက်တဲ့အခါမှာတော့ဘေ့စ်ဘောဆရာကြီးကသူ့ဘောသူဆရာကြီးပါဘောဆိုပြီးဂိမ်းထိုင်ဆော့နေရပဲဖြစ်ပါတယ် မသိရင်တော့ तू CG လာမောင်တိနေရဲ့နဲ့မကြောက်ပါဘူးကောမပြေးပါဘူးဆိုတဲ့ပုံစံနဲ့နေနေပေမဲ့ CG ရဲ့အရောက်မှာတော့ဘော်ကီးတစ်ဖွာလာဟုတ်ရှိုက်ပြီးရောជីကာရင်းကြီးဝက်ကဒီအခန်းထဲမှာအမှောင်ချပြီးရောပတ်ပြေးပါတော့တယ်ဒီကောင်ပတ်ပြေးတော့မှမရမကလိုက်ပစ်ပြီးရှင်းရမယ်ခံမယ်ဖြစ်ပါတယ်ဒီစပေါ့ပစ်စမော့ကိုအလွတ်မပေးပဲနောက်ကနေတောက်လျှောက်တနှုံနှုံနဲ့လိုက်ပစ်ပြီးရောအမှောင်ထဲမှာဒီကောက်သွေးကိုတဖြည်းဖြည်းကြောက်အောင်ပစ်ပြီးရောနောက်ဆုံးနောက်မှာတော့ပစ်စမော့လည်းမလွတ်တော့မှန်းတိရနဲ့ရှုံးပြီးတော့ပြီဖြစ်ပါတယ် နှလုံးသားဆိုင်သူ ECG ကတော့ဒီကောင်ရဲ့နောက်ဆုံးအဆုံးတက်မှာတော့မကိုယ်တိုင်အဆုံးမတက်ပဲနဲ့သူရှော့သွားတော့စောင့်နေတဲ့စကားတွေပြောရင်မင်းကုန်းနေမင်းနေပဲဒီအချိန်မှာဇလန်းနေရဲ့အဓိကတရခံဖြစ်တဲ့ officer Stephanie ရောက်လာပြီးတော့ CJ ကိုပုံတပုတ်ထုတ်ပေးတယ်။အဲဘုံးတွေကိုဒီဘေးနားမှာရှိတဲ့ပတ်စံတွေတနက်တွေအကုန်လုံးသိမ်းခိုင်းပြီးတော့သူ့ကိုပြန်ပစ်ပေးခိုင်းတယ်။တနက်နဲ့တော့တောက်လျှောက်ချိန်ထားတာဖြစ်ပါတယ်။ ီကောင်က तू ကဘယ်တော့မှမရှုံးဆိုတဲ့ပုံစံနဲ့ CJ ကိုချင်းချောင်းနေပြောနေပြီမဲ့ CJ အဲ့ချိန်မှာဝစ်ပြီးပြေးလိုက်ပြီသူ့ကိုပြတ်ဖို့လှုပ်တာတိသွားပြီးတော့မီးတွေပုံရှုတ်တာဒီအဆောက်အဦကိုမီးရှုတ်ယူထားခဲ့တာပဲဖြစ်ပါတယ်ဒီမီးပုံတွေကြားကနေ CJ ကနေတဆင်ပြီးတဆင်ချားခန်းရကောင်တွေကလည်းရှိနေကြားကနေပြန်ထွက်ပြီးတော့ဒီ Officer Tiffany လောက်အောင်မရမကလိုက်ရမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းဒီ officer Tiffany ကိုဒီတစ်ခေါက်ပါအလှုပ်ပေးလိုက်ရတော့ဒီကောင်ကနောက်ထပ် GTA San Andreas တူးထွက်လာပြီးတော့အထက်ဒုက္ခပေးမဲ့ပုံစံမှာရှိနေတာဖြစ်တဲ့ဘယ်တော့မှအလုံးမပေးပဲနောက်ကတောင်းလျှောက်လိုက်ပါတယ်အစမှာတော့ဆွေရဒီမိသက်ကနောက်ကလည်းတွဲလောင်းပါနေအောင်ကားပေါ်အရင်ခေါ်တင်ပေးရတယ်ခေါ်တင်ပြီးရဲ့နောက်မှာဒီတန်ဖန်နီနောက်ကတောင်းလျှောက်လိုက်နေတဲ့အခါမှာသူ့ဘက်ဘေးကနေရဲတွေရောတခြားခံရကောင်တွေအကုန်လုံးလိုက်ကာပါပြီးတော့အကုန်လုံးပစ်ချပေးရတယ်ပစ်ချပြီးဒီတန်ဖန်နီနောက်ထက်ကြမကွာလိုက်နေရပဲဖြစ်ပါတယ် နောက်ဆုံးမှာတော့ဒီဖဲကသူလုတ်ခဲ့တဲ့လုတ်ရက်တွေမကောင်းမှုတွေအတွက်ကန်တီရာကြီးရပဲသူ့ကိုပြန်ပြီးအပြစ်ပေးလိုက်ပါပဲကြားပေါ်ကနေမိသက်ကောင်နဲ့သူအောက်ကိုပြုတ်ကျသွားပြီးချက်ချင်းမလျှော်သွားပဲနဲ့ကားကြီးကထွက်လာပြီးတော့တေတုမျောမျောဗျောင်ကရန်နေပြောနေတဲ့အချိန်မှာစီဂျီတို့ Group Street Family တတိုက်ကတော့ချိနေရင်းနဲ့သူ့ရဲ့အဆုံးသက်ကိုကိုယ်တိုင်မတက်ပေးရပါမယ်သူကသူဆုံးသက်သွားတာကိုချိနေပြီးတော့စီဂျီက See you wrong officer လို့ပြောနေရင်းနဲ့ဒီဂိမ်းရဲ့အဆုံးသက်ကတော့လှလှပပလေးပဲပြီးသွားပါတယ် ဘယ်ဟိုကောင်းတဲ့ story line နဲ့အားရချီနောက်ဖို့ကောင်းတဲ့လက်စားချေမှုနဲ့ဂိမ်းရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဒီ GTA San Andreas story line အပြီးနောက်မှာတော့ GTA 5 story line ကိုဒီလိုပဲ video လေးရင်းနဲ့ထပ်ဆော့သွားဖို့ရှိပါတယ်ကျွန်တော်ရဲ့ video လေးကြီးချိန်နဲ့တတ်တယ်နောက်ထပ်ထပ်ကြည့်ကြည့်နေဆိုတော့ TikTok account လေးကို like and follow လေးနဲ့လုပ်သွားပြီးလို့ရပါတယ်ကျွန်တော်ကတော့ hashtag မှာပါ